ဆက်လေးနှစ်အောင်ပေါ့24 under junior တဲ့နှစ်တက်မှာကျွန်တော်ရွှေနှစ်ဆုရခဲ့တယ်ပေါ့နော်ဂျာအတန်းနေမှာငွေနှစ်ဆုရဂျင်းနှစ်ဆုရစုစုပေါင်း6ဆုရခဲ့တာပေါ့ရောက်ကစားတော့ဆို တော်ပြီးငါမပြိုင်တော့ဘူးပြန်တော့မယ်ဆိုတာဖြစ်သွားတယ်တွေ့ခဲ့ရတယ်အများကြီးအဲ့လိုမျိုးကိုတက်စီနီယာအများကြီးကြားရတဲ့လူတွေပေါ့တကယ်ချင်းနေလည်းပြန်သွားရင်လည်းကျွန်တော်ကလိုအစားအသောက်ကိုကိုယ့်ကိုဘူးနဲ့ပဲထည့်ပါရတယ်။ဒါရက်လုပ်တယ်။ကြေးပြီတို့ကဘားထိုင်နေဆိုရင်တော့ကျွန်တော်ရေပဲထိုင်တော့မယ်။စွကျေလို့ပါဝင်ထွက်ကမှာနည်းနည်းရှက်လဲရှက်တယ်ပြ။အဲ့လိုစွကျေနဲ့ထွက်တာလိုအင်းချူပြီးထွက်တာမျိုးတော့မရှိဘူးတကားမှာ။ကျွန်တော်ကတော့လို AC နေတဲ့လူဆိုတော့မလိုအပ်တဲ့ attention တွေကိုမလိုချင်ဘူး။မိန်းကလေးကအဲ့လိုအကောင်ကြီးလာရင်ကြောက်ကြတယ်။တကယ်ချင်းနေရတော့ဟဲ့နေကြောက်စရာကြီးဖြစ်နေပြီပေါ့အဲ့လိုမျိုးပေါ့။ကျွန်တော်တို့ကတော့ဆွေးလိုက်တယ်။အော်ငါတော်တော်ကောင်းနေပြီ။ငါတော်တော်ကြီးနေပြီပေါ့။ ျွန်တော်ကတော့ကာယပလငယ်တန်းပေါ့တက်ခုက20နှစ်ပဲရှိသေးတာဆိုတော့လေကျွန်တော်နာမည်ကတော့အောင်စီလင်းပေါ့အဲတော်တော်များသိကြတော့ Jasper ပေါ့နော်ကျွန်တော်ကတခုတောင်ကုန်းစီဗင်လိုင်းပေါ်မှာ Shape Fit နဲ့အကျင်ဖွင့်လာပြီးတော့ကျင်း online ဖြစ်တယ်ပြီးတော့ကျွန်တော်နိုင်ငံတကာ competition တွေဝင်ပြိုင်နဲ့ကစားသမားလည်းဖြစ်တယ်ပေါ့ကျွန်တော်ဝင်ပြိုင်ခဲ့ပြိုင်ပွဲကတော့အခု FI ရဲ့ international ပေါ့အဲ့ပွဲမှာဝင်ပြိုင်ဖြစ်တာပေါ့သူက Thailand မှာလောက်တာကျွန်တော် junior တန်းနှစ်တန်းမှာရွှေနှစုပေါ့ရွှေနှစုဆိုချန်ပီယံနှစုပထမနှစုရယ်ပြီးတော့ကျွန်တော်တခြားအတန်းတွေမှာငွေနှစုရယ်ကြီးနှစုရယ်စုစုပေါင်း6စုရခဲ့တာပေါ့နှစ်နှစ်လောက်စတိုက်ပေါ့ကျွန်တော်တိုင်ရဲလည်းလုပ်တယ် အဲ့လို training ရုံးနဲ့လုံးဝမပြတ်ဘူးဘယ်တော့မှခိုခဲတာမျိုးမရှိဘူးပေါ့တနေ့လောက်ကအဲ့လိုပခုံးနာသွားသေးတာရှိတယ်အယုတ်ရောင်သွားတာအဲ့တော့ဆေးကန်းသွားပြီးဆေးရောင်ဝဲနှစ်လောက်လောက်နားခဲတာတော့ကျွန်တော်ကကျွန်တော်အပေါ်ပိုင်းမှာနှစ်လနာသုံးရက်တစ်ခါတော့အောက်ပိုင်းဆော့ဖြစ်တယ်အဲ့လိုမျိုးပေါ့ training ကတော့တောက်လျှောက်လောက်ကတော့ပေါ့အဲ challenge အတွက်တွေကတော့အခက်အခဲတွေပေါ့ဘာသာအခက်အခဲတွေပြီးတော့နည်းနည်းစိုးရိမ်တာတွေပေါ့ဘာဖြစ်လို့လဲဆိုတော့လာပြန်တဲ့လူတွေကအိန္ဒိယတွေဗီယက်နမ်တွေတရုတ်တွေငါးနိုင်ငံ၆နိုင်ငံလောက်ပါတာဆိုတော့လေဒါပေမဲ့အစင်ရောပြပါမလားရောက်ရောက်ကစားတော့ဆိုတော်ပြီငါမပြိုင်တော့ဘူးပြန်တော့မယ်ဆိုတော့ဖြစ်သွားတယ်သူများတွေက၂တန်းလောက်ပြိုင်တဲ့အချိန်မှာကျွန်တော်က၆တန်းလောက်ကို register တင်ပြီးတော့6 brand လောက်ပြိုင်မှာဆိုတော့လေအတိုင်းမဲ့လည်းဘယ်လိုထိပြင်းနဲ့အဆင်ပြေသွားပါလဲဒီလိုနည်း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 နဲ့ပေါ့တကယ်ချင်းနည်းပြင်သွားရင်လည်းကျွန်တော်ကအဲ့လိုအစားအသောက်ကိုကော့ကိုဘူးနဲ့ပဲထည့်ပါရတယ်။ဒိုင်ရက်လုပ်တယ်။ကြေးပြီးတို့ကဘားထိုင်နေဆိုရင်တော့ကျွန်တော်ရေပဲထိုင်တောက်နေ။အဲ့လိုပြောပေါ့။ body weight ကလက်ရှိ body weight က190လောက်ရှိမှထင်တယ်ဗျအဲဒီအပိုင်းမချိန်ပြီးတော့190လောက်ရှိမှာပေါ့ကျွန်တော်အရင်တော့အချိုအရမ်းကြိုက်တာဗျအချိုအရမ်းကြိုက်တော့အချိုမှန်တယ်အကုန်စားတယ်ဒါပေမဲ့အခုဒီဘက် line ရောက်လာတော့လေဒါရက်ကိုကျွန်တော်အချိုတွေအကုန်ဖြတ်ကြတယ်အဲ့လိုအချိုတွေမတောက်ဘူးကျွန်တော်ဆိုရင်အဲ့လိုမျိုး Facebook တွေအဲ့လိုမျိုး sugar များတဲ့အချို drink တွေလုံးဝကိုဖြတ်လိုက်ရတာပေါ့ kitchen ထဲမှာကိုစားရင်လည်းအစားတောက်တွေအကုန်လုံးကွက်ကိုဝယ်တယ်ချက်ပြုတ်တယ်တကယ်ပဲကျွန်တော်ကြော့ကြော့စားခြင်းနဲ့ဆိုရင်တော့ကွက်ကိုအဲ့ကြက်စားကိုဝယ်ပြီးတော့ ဒီကျွာကြီးနှက်ပြီးတော့ air fryer နဲ့ကြော်ပြီးအဲ့လိုမျိုးပဲစားတာပေါ့ကျွန်တော်ငေတဲ့အဲ့လိုဝါသနာပါဆိုလောက်ပဲဥမာလူကြီးတွေမသိအောင်အုတ်ခဲတွေခိုးမလာတာတို့ဒိုက်ထိုးတာတို့အဲ့လောက်ပဲရှိတာပဲအကြီး၁၀တန်းပြီးနောက်ပိုင်းကျမှဂျင်ဝင်ရောက်ဖြစ်သွားပြီးတော့အဲ့ဂျင်မှာနှစ်နှစ်သုံးနှစ်လောက်ဒီတိုင်းဆော့တယ်စားချင်တာစားရလှုပ်ချင်တာလှုပ်တယ်ပြီးတော့အဲ့လွန်ခဲ့တဲ့၅နှစ်၆နှစ်၆နှစ်ခဏနဲ့လောက်ရတယ်တိတ်ပြီးတော့ knowledge sharing တွေဘာမှမသိတော့ဘာမှမသိရဘူးဗျဂျင်မှာအချိန်တွေကုန်သွားတာပဲရှိတာပေါ့ရှင်နေကွားပြီးနောက်လွန်ခဲ့နှစ်နှစ်သုံးနှစ်လောက်ကျွန်တော်အသက်၁၆လောက်မှစပြီးတော့ပြိုင်ပွဲဝင်ဖို့အတွက်ဆိုပြီးတော့အဲ့လိုမျိုးတည်တည်ချာချာလေးဆော့ဖြစ်သွားတာပေါ့ကျွန်တော်ဂျင်က ဆက်လေးတဲ့မှာကျွန်တော်သဘောကျတဲ့ဟာပေါ့ပုံမှန်လက်ရည်ချင်တော့ဘွားဖြစ်ရဆိုတော့နည်းနည်းအနေများတယ်ဒီကောင်ကထိုင်ပြီးဆိုတော့ကျွန်တော်ပို့ပြီးလက်စိတ်ဖြစ်တယ်ပြန်မဆယ်ပို့ပြီးလက်ညှိနေတာပေါ့ကိုယ်တိုင်ကျင်ဖွင့်လာရဲဆိုတဲ့အတွက်ကြောင့်အဲကျွန်တော်ကျင်မှာကျွန်တော်ကတစ်ချိန်လုံးကြည့်ပြရတာပေါ့ပုံမှန်ဆရာတွေဆိုရင်နေတစ်ပိုင်းဝင်နေဆိုရင်ကျွန်တော်ကတော့တနေ့လုံးဝင်သလိုဖြစ်နေတာပေါ့အတစ်ချိန်လုံးဒီရောက်မှကြည့်ဘယ်လန့်ဖြစ်အောင်တော့လောက်ရတာပေါ့အခုလုံးဘလို့ပဲဘလို့ပဲဖြစ်တာကိုယ့်အလုပ်ပဲလေပြီးတော့ဒီရရတဲ့အင်ကန်းနေနေရလဲကျွန်တော်တို့အများကြီးထောက်ကူဖြစ်တယ်လေအဲ့လိုမျိုးလူရာရေပူရာရတော့အမေအမေရှာပူစားရတာရောပုံမှန်ဆိုရင်တော့ကျွန်တော်ကကျွန်တော်ဝေတန်းက ပုံမှန်ဆိုရင်တော့အရင်ကြီးရတယ်မပါသေးဘူးကအသက်ငယ်သေးရလဲပါတာပေါ့ကျွန်တော်ဝေတန်းအကြီးကိုတက်နိုင်ဖို့ကြိုးစားနေရပါအာတိုးတော့တိုးလာပါတယ်ဒါပေမဲ့ကယ်လိုရီကကျွန်တော်ဟိုအလောက်ပဲစားတယ်ဗျပုံမှန်ဆိုရင်ကျွန်တော်ကဝိတ်မတင်တဲ့အတွက်ကြောင့်လွန်ခဲ့တဲ့နှစ်နှစ်လောက်စားပြီးတော့ကျွန်တော်ကယ်လိုရီကိုအတိအလောက်ပဲစား2800 3000အဲ့လောက်ပဲစားပြည်တယ်ဗျတနေ့ပေါ့ကယ်လိုရီ2800 3000ပေါ့အဲ့ကယ်လိုရီ2800 3000ကိုကျွန်တော်၅နက်ဒါမှမဟုတ်6နက်ခွဲစားတယ်အခွဲစားပြီးတော့ပြီးတော့ကျွန်တော်ကအုတ်ပြန်ခွဲတက်ခံဒီမှာနည်းနည်းကယ်လိုရီရှော့တာမျိုးပဲရှိတာပေါ့ကျွန်တော်ပုံမှန်ကျွန်တော် refer ကတော့ပုံမှန်ကတော့ကြက်ဥ10လုံးပေါ့အကာ10လုံးပေါ့အကာ10လုံးနဲ့ပြီးရင် အဲ့တခြားစူပါဖူတွေပေါ့အဲ့လိုမျိုးဟာနေတွဲစားတာပေါ့အဲကြက်သားဆိုလည်းအဲ့လိုမျိုးပေါ့တစ်ခါစားရင်200ခွန်းလောက်စားတာပေါ့6နဲ့ဆိုရင်နှစ်ကို6နဲ့မြောက်ပေါ့ဒီနှစ်ကတော့ weight တင်ပါပါပေါင်40လောက်တင်တော့ gallery 4000 5000လောက်စားပြမယ်ထင်တယ်ဒီနေ့စားတော့တော့အုပ်တွေပါရယ်စားပြင်အန်တော့အန်ထွက်တယ်ပဲတစုံတော့ပဲလည်းထည့်လို့မရဘူးကြက်သားတွေဆိုလည်းကျွန်တော်ကရင်ပုံစားတာဆိုတော့လေပေါ်တော့ကြီးဝါးနေရတဲ့အတိုင်းပဲအဲ fitness ဘိုင်းကိုသွားနေလူတယောက်တော့ကတော့အဲ့လောက်ကြီးကျွန်တော်တို့တော့ထင်းကြမလို့ဘူးပေါ့ကျွန်တော်တို့က body weight ကို design မှတ်သွားတာဆိုတော့ကျွန်တော်တို့တော့ကဟိုကြက်ရင်ပုံကမစားခြင်းနဲ့စားရမှာပဲအဲ့လိုမျိုးစားရင်စားရင်လည်းအဲ့လိုမျိုးပေါ့ ရုပ်ရှင်လေးကြည့်ပြီးတော့ပါဇက်တဲ့ဝင်သွားရင်ပြီးတော့ဆိုပြီးမျိုးချရတာပေါ့အဲ့လိုမျိုးခက်ခဲတာပေါ့အရင်တော့တော့စက်သားဘလို့မှမစားနိုင်ဘူးစက်သား600ခွင်လောက်ဆိုရင်600ခွင်မပြောနဲ့ကျွန်တော်က200ခွင်တော့မစားဘူးကတော်တော်ကြီးပြုတ်တယ်ကျွန်တော်ကလည်းငွေတဲ့ပိန်တဲ့လူဆိုတော့အစားတောက်တိတ်မစားပြေဘူးကျွန်တော်အရင်တော့ပေါင်130 130လောက်ပဲရှိတာဆိုတော့နောက်ကြတော့လေဖြည်းဖြည်းနဲ့အဆင်ပြေသွားတာပေါ့ဒီလိုက်ဆိုင်ထဲမှာဟိုလိုပြောမှနေတာကြာသွားတော့လေဟိုတခြားစားသားဆိုလည်းမစားလည်းမစားကျင်တော့ဘူးဗျာအဲ့လောက်ကြီးစားရဆိုရင်လည်းတစ်ခေါက်လောက်ပဲသွားစားလိုက်ရအာသာပြေအောင်လောက်ပဲစားလိုက်တယ်ပြီးရင် ိုကတိုင်ရဲပြန်လှုပ်တယ်တိုင်ရဲပြန်မလှုပ်ပါရင်ကို့အတွက်ဟိုစိတ်ကမလုံးတော့မလုံးကြုံတော့ဘူးအဲ့လိုဖြစ်သွားကျွန်တော်ဂျူနီယာတန်းမှာတော့အဆင်ပြေဂျူနီယာတန်းမှာတော့ကျွန်တော်ကချန်ပီယံနှစ်ဆုရခဲ့တာဆိုတော့လေပြဿနာမရှိဘူးတွေ့ခဲ့ရတယ်အများကြီးအဲ့လိုမျိုးကို့တက်စီနီယာအများကြီးကြားရတယ်လူတွေပေါ့ကို့နဲ့ body weight ကပေါင်း20 30လောက်တော့กว่าတယ်ဗျကျွန်တော်အလွတ်တန်းမှာတွေ့ခဲ့ရတဲ့လူတွေဆိုအဲ့အဲ့တန်းနေမှာလဲကျွန်တော်ကြေးရတာပေါ့မရှိကျွန်တော်ရှေ့ရနှစ်ယောက်ကအဲ့လိုမျိုးပေါင်း20လောက်กว่าတော့နည်းနည်းတော့กว่าတာပေါ့နိုင်ငံခြားအကောင့်တွေကတော့နည်းနည်းပို့ပြီးတော့ဖက်ဖက်ကပြည့်တာပေါ့သူကခင်မိတယ်နိုင်ငံကလည်းခင်မိတော့လေ ဂျူနီယာတဲမှာဆိုရင်တော့ကျွန်တော်အကောင်းဆုံးမလို့လဲကျွန်တော်ဘယ်မှာရခဲ့တာဟောကျွန်တော်160ဆိုကျွန်တော်လည်းပြိုင်တဲ့လူရ160ပဲအဲ့ဒါအောင်မှပို့ပြီးတော့မာဆယ် quality ပိုကောင်းတာနဲ့မကောင်းတာနဲ့အဲ့လောက်လေးပဲကွာသွားတာဗျာမြန်မာနိုင်ငံမှာရှိတဲ့အိုးစု body ပြတာတွေအဲပြီးရင်ကျွန်တော်အဲလက်ရှိ coach တွေအဲသူတို့ဆန်ထားတာပေါ့အဓိကသူတို့သဘောကျတယ်ဆိုတာကျန်တာတွေမဟုတ်ဘူးသူတို့ရဲ့စိတ်ဓာတ်တွေကိုသဘောကျတာသူက technique မှမရှိခဲ့တဲ့အချိန်မှာသူတို့ကစိတ်တစ်ခုတည်းနဲ့လုပ်ခဲ့တာဗျာစက်သားကိုကျွန်တော်တို့လိုမျိုးမဟုတ်ဘူးကျုံမအောင်စားပြီးတော့ ဆော့ခဲ့တဲ့လူတွေကတပုံကြီးပဲကျွန်တော်ထရိနင်ကအများနဲ့စီးပြတ်ဆော့ရတဲ့လူလောက facial ဖြစ်အောင်ဆော့ရတဲ့လူဆိုတော့ကျွန်တော်တို့ကလေးရောနိုင်နေတဲ့ပါတယ်ဗျဆော့နိုင်တယ်ပေါ့ကစားကတော့တော်တော်ထွက်တယ်ဗျကစားနည်းတိုင်းကတော့ကောင်းပါတယ်ဒါပေမဲ့အဲ့ကစားတဲ့ကစားနည်းတိုင်းအောင်တည်တည်ချာစနစ်တကျနဲ့ထိထိရောက်ဆော့ဖို့ပဲရည်ကြည်တာပေါ့နော်ဆော့တဲ့ကစားနည်းတိုင်းအောင်လည်းတည်တည်ချာစနစ်တကျနဲ့အဲ့လိုအားကိုအောင်ဆော့တာမျိုးဆိုတော့ကျွန်တော် facial ဖြစ်အောင်ဆော့ရတဲ့ဆော့ရတဲ့လူမျိုးဆိုတော့အဲ့လိုအများနဲ့ face ဖြစ်အောင်ဆော့တယ်လုံးဝ energy minus ပြနေတဲ့အချိန်ကြမှာကျွန်တော်ကနားတာနားပြစ်လာများတယ်အဲ့အနုပညာသမားတွေကြတော့သူတို့ကသူတို့မှာဆေးရကျွန်တော်တို့အားကြအောင်မကောင်းဘူးပေါ့ တို့မဆေးကကောင်းတယ်ဆိုလဲကျွန်တော်တို့အမြင်ပါကြရင်ကြည်လိုက်ရင်လိုနေမဆေးကဘယ်နေရာမှာလိုနေဘယ်နေရာမှာလိုနေဆိုတော့ကျွန်တော်ထောက်ပြလို့ပါတယ်ဗျာဒါလားနိုင်ငံခြားအဲ့လို fitness model တွေတော့သဘောကျတယ်ရှိပါတယ်နိုင်ငံ fitness model ကြတော့တော်တော်ကြီးကိုတို့ကတေးသေးချာလေးလောက်တာဆိုတော့လေအော် fitness model ဆို David Lake တို့ပါတော့ဗော David Lake တို့ပါလို့ဆိုသဘောကျတယ်ပြီး body building တမားတွေထဲမှာဆိုရင် Chris Van Strat တို့ Sivan တို့ပါလို့အဲ့လိုမျိုးပါ ကိုကလည်းစူးစမ်းရသလိုအရင်မိဘတွေကလည်းအထောက်ပံ့အများကြီးပေးထားတာပေါ့ကိုကမလုပ်ဘဲနဲ့မိဘကရော့ဆိုပြီးတော့ချင်းဖွင့်ဆိုပြီးတော့ပေးလိုက်တာမျိုးဆိုဘယ်မိဘမှလည်းအဲ့လိုမျိုးပေးမှမထင်ပါဘူးကျွန်တော်ကဒီအောင်ဒီဇိုင်းမတ်လုပ်တယ်ပြီးတော့ကျွန်တော်အိမ်နဲ့တိုင်မင်းနောက်နောက်ကျတော့ကျွန်တော်ရဲ့ဆရာထက်တဲ့မှုအရင်တွေ့တော့လည်းအရင်အဲသူတို့ကလည်းဟိုသူတို့နဲ့တိုင်မင်းကြည့်ပြီးတော့လုတ်ဖြစ်သွားတာပေါ့တကယ်တမ်းပြောရရင်တောင်တုံထဲမှာကျွန်တော်တို့ဈေးထဲမှာဆိုကျွန်တော်ကျင်အကောင်းဆုံးလို့ပဲကျွန်တော်ကထင်တယ်။ကောင်းပါရဲ့ဆိုရင်အလေးတွေတုံးလာတယ်။ဆက်တွေအကုန်လုံးလည်းကျွန်တော်တစ်ခုချင်းစီကိုစီးရင်လုတ်ပြီးတော့နှင်းနဲ့ချီပြီးစီးရင်ပြုစုပြီးတော့အကောင်းဆုံးရတဲ့ဟာတွေရေးထားတာ။ set တွေတော်တော်များတယ်နိုင်ငံသားပြည်တွေပဲပြီးတော့ second လည်းတစ်ခုမှမပါဘူးအကုန်လုံးအစ်စ်တွေသုံးတာတယ်ကျွန်တော် body building သမားဆိုတော့ကျွန်တော် set တစ်ခုကိုစောကြည့်လိုက်ရင်သိတယ်အဲ့တော့ကိုကြိုက်တယ်ပဲထည့်ထားတော့အကောင်းဆုံးလို့ထင်ပါတယ်ကိုကျင်ကိုအကောင်းဆုံးတော့လှုပ်သားတယ်လို့ထင်ပါတယ်ဝါသနာရဖွင့်တာဆိုတော့ဗျာဘယ်လိုပတ်စံလဲအဲ့လောက်ကြီးစိတ်ဝင်စားပါဘူးအဲ့လိုမျိုးဟိုလိုရလိုတာပေါ့နော်စိတ်တော့ဝင်စားပါ chess chess line ပေါ့အဲ့တော့ dominator လို့ဆိုတော့ဆော့လို့ရတယ်လို့ဆက်နေလဲဆော့လို့ရတယ်ပေါ့နော်စွကြဲလို့ပါဘူးနော်ထွက်ကမှာနည်းနည်းရှက်လဲရှက်တယ်ပြီးတော့အဲ့လိုလူတွေလာကြည့်နေပြီးတော့အဲ့လိုအမြင်မှာတမျိုးပဲ လိုဆွကျင်နေထွက်တာလိုအိမ်ချပြီးထွက်တာမျိုးတော့မရှိဘူးတခါမှသဘောကျတဲ့လူလည်းရှိသလိုတချို့တွေကြောက်ရတယ်အဲ့လိုမျိုးသဘောမကျတဲ့လူလည်းရှိမှာပဲကိုယ့်ကိုလည်းကိုယ်ရည်သွေးသလိုထင်နေမှာသလိုသူများရဲ့မြင်မှာအပေါ်ကြီးလုံနေရယ်ဆိုပြီးအဲ့လိုမျိုးထင်မှာဆိုတော့အိမ်ကြီးပွားတယ်ဝေးဖြစ်ပါတယ်အိမ်ကြီးပွားနေဘောင်းမီတို့ပေါ့အဲ့လောက်ပဲဆွကျင်နေသွားရင်တော့ကြည့်ကြတာပေါ့အဲ့လိုယောက်ျားလေးကြီးကြတော့အဲ့လိုကိုတက်မာဆယ်ကောင်းတဲ့လူတွေ့ရင်သဘောကျကြရတယ်လေကျွန်တော်ကြောင့်ကျွန်တော်ကြတော့အဲ့လိုအေးအေးဆေးနေတဲ့လူဆိုတော့မလိုအပ်တဲ့ attention တွေကိုမလိုချင်ဘူးမိန်းကလေးကအဲ့လိုအကောင်ကြီးလာရင်ကြောက်ကြတယ်ဒါပုံမှန်ပဲလို့ထင်ပါတယ် ပြီးကျွန်တော်တို့ကလည်းယင့်တာဟုတ်မသိရမင်းကလေးရောက်တကူကလာမပြောဘူးပေါ့တကယ်ချင်းနေရတော့ဟဲ့နေကြောက်စရာကြီးဖြစ်နေပြီပေါ့အဲ့လိုမျိုးပေါ့ဘယ်လိုမှတော့မခံစားမိပါဘူးကျွန်တော်တို့ကတော့ဆွေးလိုက်တယ်ဩငါတော်တော်ကောင်းနေပြီငါတော်တော်ကြီးနေပြီပေါ့24နှစ်အောင်ပေါ့24 under junior နဲ့နှစ်တန်းမှာကျွန်တော်ရွှေနှစ်ဆုရခဲ့တယ်ပေါ့နော်ဒီကောင်လေးရွှေဆုပေါ့ချန်ပီယံပြီးအလိုတန်းနှစ်တန်းမှာကျတော့ကျွန်တော်ငွေနှစ်ဆုထက်ရတယ်ဒီကောင်ကတော့ချင်းနှစ်ဆုပေါ့ဒီကောင်ကတော့ကျွန်တော် โอเวอร์ออลဒီမှာရတာပေါ့စုစုပေါင်း6စုပေါ့เนาะကျွန်တော်6စုရခဲ့တာပေါ့အာဒေးလီမှာကျွန်တော်ပို့ပါဆော့နေကြဟာလေးပေါ့ဒါလေးတော့အမြဲတမ်းဆော့ပြစ်တာပေါ့ခုညီခုလိုတာရှိရင်လည်းကျွန်တော်ဂျင်မှာလာပြီးတော့ဆွေးနွေးလို့ရတယ်ပေါ့ကျွန်တော်ကဒေးရ72ကြသွားနေလို့ဆိုတော့တနိုင်ဆုံးအကြံပေးပေးလဲပေးနိုင်ပါတယ်အဲကျွန်တော်ဂျင်ကတော့ဒီ shape definite ပေါ့တောင်တကုံစီမံလမ်းမှာရှိတာပေါ့